မင်္ဂလာပါရှင်ရှဲဂိုမီဒီယာကကြိုဆိုပါတယ်မိုင်းဖြတ်မျိုးနေနိုင်မိုးသေးထန်စွာရွာသွန်းခြင်းကြောင့်ချိုင်းတုံမိုင်းဖြတ်သွားပြည်တော်စုလမ်းမကြီးပေါ်မြေပြို၍ခေတ္တလမ်းပိမှုဖြစ်ပွားတဲ့တဲ့ငုံတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်ရှိပိုင်းမိုင်းဖြတ်မျိုးနယ်တွင်ဇွန်လ23ရက်နေ့နနက်9:00နာရီခွဲကကမိုးသေးထန်စွာရွာသွန်းခြင်းကြောင့်ချိုင်းတုံမိုင်းဖြတ်သွားပြည်တော်စုလမ်းမကြီးပေါ် မိုင်တိုင်အမှတ်900ကီလိုမီတာနဲ့901ကီလိုမီတာကြားတွင် တောင်ပြို၍လမ်းဖိတ်ဆုခဲ့ကြောင်းသိရပါသည် ဖြစ်စမှာမိုးသည်ထန်စွာရွာသွန်းခြင်းကြောင့်မိုင်တိုင်အမှတ်900ကီလိုမီတာနဲ့901ကီလိုမီတာကြားတွင်အလျား90ပေအနံ20ပေခန့်လမ်းများပိတ်ဆို့နေကြောင်းတည်င်းအရာမိုင်းဖြတ်တဲ့နယ်မှာအရာရှိကြီးများမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးလာမြို့နယ်အဖွဲ့ဝင်များလမ်းဦးစီးဌာနမြန်မာနိုင်ငံရေးတပ်ဖွဲ့ဝင်များတော်တော်ဝင်ကုမ္ပဏီမှတာဝန်ရှိသူများလမ်းလုံသားများပူပေါင်း၍မော်တော်ယာဉ်များ ခရီးသွားလာမှုစံစားခြင်းမရှိစေရေလောဒရင်တစီထွန်ဆက်နှစီတို့နဲ့အတူပြိုချသည့်မိသားများကိုဖယ်ရှားခဲ့ရာနနက်၈နာရီခွဲတွင် ဆောင်ရွက်ပြီးစီခဲ့၍ခရီးသွားမော်တော်ယာဉ်များပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ကြောင်းသိရှိရပါတယ်ရှင်